ဒီနေ့အတွက်ကတော့ကစုံယိုနိချင်းဟင်းလေးကိုငချင်းဖြူလေးထည့်ပြီးတော့ချက်ပြပါမယ်။ဒါကတော့ငချင်းဖြူကိုစေချောတန့်စင်ပြီးသားအတုံးကြီးတတုံးပေါ့နော်။အဲ့ဒါကိုအချောသက်အနေနဲ့ဒီကြောက်ချင်လေးနဲ့အချွဲလေးတွေပြောင်းလို့ထပ်ပြီးတော့စေချောတန့်စင်ပါမယ်။ကြောက်ချင်တဲ့တစ်ခါတိုက်ပြီးသွားရင်တော့ရေနည်းနဲ့စေပြပါမယ်။ရေနဲ့စေပြီးသွားရင်ငချင်းဖြူကိုအယိုးတက်တက်အသာတက်တက်ဖြစ်အောင်လို့အခုလိုပုံစံလေးအတိုင်းနှွင့်ပေးပါမယ်။ ယ်။ငချင်းမြူကအတုံးကြီးရဲ့အတွက်ကြောင့်မလို့တချမ်းမဲသုံးမဲပေါ့နော်။တချမ်းကိုသိမ်းထားပါမယ်။အယူနဲ့အသားနှွင်တဲ့အချိန်မှာလည်းအအယူထဲမှာအသားလေးကပ်မချန်နေအောင်လို့ဂယူတက်ဆိုင်နဲ့နှွင်ပါမယ်။ပြီးရင်အယူလေးပါထည့်ချက်ပါမယ်။အချိုတက်ရအောင်လို့ပါ။ပြီးရင်တော့အခုလိုပုံစံလေးအတိုင်းငချင်းမြူလေးလေးကို တုံးပေးလို့ရပါရဲ့။ အာနေပြီးသွားရင်ငါအတွက်စားရည်ဆင်းရဲမုံလေးရဲ့ထည့်ပြီးတော့ရောပြီးတော့နေမယ်နေပြီးသွားရင်ခဏတာနှက်ထားမယ်ပေါ့နော်ဒါကတော့ကစုံယုံညီလေးပါကစုံယုံညီကိုချွေပါမယ်ချွေတဲ့အချိန်မှာလည်းအနုနေပဲထည့်မယ်ပေါ့နော်ရင်းတဲ့အပိုင်းတွေကိုမထည့်ပါဘူး ပြီးွားရင်တော့ကစုံရိုးနေနေလေးကိုလည်းစေးကြောတန့်စင်ပါမယ်စေးတဲ့အချိန်မှာသူ့ကိုအခုလိုပုံစံအတိုင်းတရိုးနေရိုးဝဲကင်ပြီးတော့ဆင်းရှိလက်ရှိနဲ့စေးပါမယ် ဆေးပြီးသွားရင်တော့ကစုံရိုးနေနေလေးကိုပြားပါမယ်ပြားပြီးသွားရင်တခါလေလှီးပါမယ်ပြားတာကစားလို့ကောင်းလို့ပြားတာပါပြီးရင်တော့အခုလိုပုံစံလေးအတိုင်းနှီးလိုက်ပါမယ်နှီးပြီးသွားရင်နှီးပြီးသားဟာလေးတွေကိုစလုံးတစ်ခုလေးထည့်ထားမယ်ပေါ့နော် သူ့အတွက်စက်သွနီနေလေးကိုခွာပါမယ် ွာပြီးတော့ရင်ကျက်တုန်နေနေရည်စေးမယ်စေးပြီးတော့ရင်တော့ကျက်တုန်ဖြူအဖြူလေးတွေကိုလည်းခွာထားတာလေးတွေရည်စေးပါမယ်ပြီးရင်ကျက်တုန်နေနေတွေကိုနုံ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 ဖြစ်တဲ့အနေထားအတိုင်းနှီးပါမ ဒါကပုံမှန်နှီးနေကြအတိုင်းလေးပေါ့နော်ပြီးရင်ကျက်တုံဖြူလေးတွေကိုတပြားလေးပြားပါမယ်တပြားရိုက်ပါမယ်ပြီးရင်အင်းလုံးလုံးလုံးလေးဖြောင်းလို့ထပ်ပြီးတော့ဒါလေးနဲ့နှီးပါမယ်နှီးပြီးတော့ရင်အင်းမြခုနုံကို ပကံတစ်ခုလေးထဲမှာထည့်ထားပါမယ်ဟင်းအင်းအတွက်ပါ ပြီးရင်တဲဦးလေးတဲကိုစီထဲမယ်စချက်ပါတော့မယ်ငါးကိုအရင်ဦးဆုံးကြော်ပါမယ်ငါးကိုကြော်ပြီးမှချက်တာကညှိနှံ့နဲ့ပျောက်တယ်ပေါ့နော်ပြီးတော့ငန်ချင်းဖြူကို အခုလိုမျိုးကြော်ပြီးတော့အဲငါးကြော်ထားတဲ့စီလေးနဲ့ထမင်းပူလေးနဲ့နေဆိုင်နဲ့အရသာရှိပါရဲ့အခုကတော့ခဏတာလေးပဲကြော်မယ်ပေါ့နော်အပေါ်ရင်တင်းတဲ့အနေထားလေးပဲကြော်ပါမယ်ပြီးရင်ခုနကလီထားတဲ့စက်တုံဖြူရဲ့စက်တုံညီလေးရဲ့ကိုညှို့လာရဲ့ဒီစီတက်မယ်ညှို့လာပြီဆိုရင် ခစုံယူနီလေးကိုတစ်ခါလဲထည့်ပြီးတော့စီးတက်ပါမယ်ပြီးရင်ငံပြရီဘမငံပြရီလေးလောင်းထည့်ပါမယ်ပြီးရင်စားလေးနည်းနည်းပါ လောင်းထည့်ပြီးထည့်ပေးပါမယ်ပြီးရင်တော့နှံ့သွားအောင်လို့မှုေပေးပါမယ် ေးွားရင်အလုံးရေမြှုပ်တဲ့အနေအထားပေါ့နော်ချင်းရင်ဟင်းဆိုတော့ရေနည်းနည်းမြန်းမြန်းလေးထည့်ပြီးတော့ပွက်လာတဲ့အထိတည်ပေးပါမယ်ပွက်လာပြီဆိုရင်တော့ခုနကကြော်ထားရဲ့ငါးလေးတွေထည့်မယ်ပေါ့နော်အရသာအတွက်တက်ရှိတွေနည်းနည်းထည့်ပါမယ်ငါးလေးကိုအခုလိုမျိုးထည့်ပြီးသွားရင် မီးဖို့ပေါ်မှာတက်အောင်ထားပြီးသွားရင်ပွက်လာပြီဆိုရင်တော့မကြီးရင်လေးတောင်းထည့်ပါမယ်မကြီးရင်ထည့်ပြီးသွားရင်တော့ခဏတာလေးပွက်ပြီဆိုရင်ငါးဟင်းနဲ့ငါးဟင်းချင်း င်ရင်တခွက်ရပါပြီ။